အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ထမင်းမိတ်မှုအတွက်ငပိအကောင်းကောင်းဖြော်နီးလေးရဲ့ကျအုပ်ချော်လေးရဲ့ကိုဖြော်အားတက်ဆက်ပေးမှာဖြစ်ပါတယ်ဖြော်ဘလော့လေးအဆုံးထိကြည့်ပေးကြအောင်နော်အရင်ဆုံးငပိအဖြော်ဖို့အတွက်ကျွတ်သွန်ဖြူနဲ့ငရုတ်သီးလေးတွေကိုလှော်ပေးလိုက်ပါမယ်လှော်ထားတာလေးရပြီဆိုရင်အေးခံထားလိုက်မှာပေါ့နော်ပြီးရင်တော့ငစင်ရိုင်းရေချိုငပိလေးအနှဲငယ်ယူပြီးတော့ဒဲအိုးလေးကိုထည့်မယ်ဖြော်အားတစ်ခွက်စာပဲလုံးမှာဆိုတော့နည်းနည်းပဲထည့်တာပေါ့နော်ပြီးရင်တော့ရေကိုလည်းနည်းနည်းလေးထည့်ပေးလိုက်ပါမယ်ငပိရေချိုတဲ့အခါဆန်းရင်းမုတ်ကတော့မပါမဖြစ်ထည့်ပေးရမယ်နော် ပြီးရင်ဒီငပိအကောင်လေးတွေကနေပြီးတော့အယိုးလေးတွေကြေလာတဲ့အထိကို ဖြိုးလို့ဟာတဲပေးရမှာဖြစ်ပါတယ်။ကဲအခုဆိုရင်ငပိအကျိုးရင်းနဲ့ငပိကောင်လေးတွေကနေပြီးတော့အယိုးလေးတွေဖြစ်လာပြီပေါ့နော်။ဒါဆိုရင်တော့ဒဲဦးဟာချပြီးတော့စကားလေးနဲ့စစ်ထားပြလိုက်ပါမယ်။ငပိရေမှုမွေးလေးရပြီဆိုရင်တော့ဖြိုးလို့အေးအေးခံထားလိုက်မှာပေါ့နော်။ပြီးရင်တော့ခါကလှော်ထားတဲ့ကျတုံဖြူလေးတွေထောင်းမယ်။ပြီးရင်တော့ငရုတ်တီစိမ်းလေးတွေပါထည့်ပြီးတော့ထောင်းပေးပါမယ်။ မြုပ်တီတို့ကျွတ်တုံဖြူတို့လှော်ပြီးထောင်းတာကလေပို့ပြီးတော့စားကောင်းတယ်တိလားပြီးရင်အကြသာလေးပို့ကောင်းသွားအောင်အိမ်မှာရှိတဲ့ပစုံကြောင့်ထောင်းမိသားကိုပဲဖြူဝါထပ်ထည့်လိုက်ပါတယ်ကဲထောင်းလာလာလေးတွေရပြီဆိုရင်တော့ခုနကအေးအေးခန့်ထားတဲ့ငပိရီခွက်ထဲကိုဖြူလို့ကထည့်ပစ်လိုက်ပါမယ်ဒါဆိုရင်တော့အရန်စားကောင်းပြီးမှွေးကြိုင်တဲ့ငပိရီခွက်လေးရပြီပေါ့နော်ကျောဟာပို့ပြီးတော့ကြည့်လို့ကောင်းပြီးထမင်းပုံမြင်တရေယူအောင်လို့ငရုတ်တီချက်မှုတ်လေးပါအခုလိုထပ်ထည့်လိုက်ပါတယ် ကဲအခုဆိုလို့ရှိရင်တော့ငပိရခွက်ကိုကြည့်ပြီးတော့ထမင်းစားခြင်းနေကြပြီမှတ်လားဖြိုးကထမင်းစားတဲ့အခါမှာငပိရခွက်အပြင်ပို့ပြီးတော့လိုက်ဖက်အောင်လို့ကြုပ်လေးကိုအခုလို့ကျက်သွန်းနီခဲနီလိုနဲ့ထည့်ပြီးတော့ကြော်ပေးမှာပေါ့နော်ဒါဆိုလို့ရှိရင်တော့လေထမင်းစားလုံးဝမိန်သွားလိမ့်မယ်တခြားဘာဟင်းမှထည့်ယူကြမလို့တော့ဘူးနော်ကဲအခုဆိုရင်ကျုပ်ကြော်ကိုဖြိုးအရသာမုတ်လေးထည့်ပြီးတော့တခြားခောက်ပြီးလိုက်ပါမယ်ကဲနှံ့သွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့စီပူစီပူပူအိုးထဲမှာထည့်ပြီးတော့ရွရွလေးကြော်ပေးမှာပေါ့နော် ဒီငပိရေနေရကြတော့ကြက်ဥကြော်နေရပို့ပြီးတော့လိုက်ဖတ်တယ်တိလာကဲကိုကဟင်းချူလေးကြိုက်တဲ့ဆိုလို့ရှိရင်တော့ဟင်းချူလေးပါထက်ချက်လိုက်ပေါ့နော်ဖြူကတော့ဒီတိုင်းပဲငပိရေကြက်ဥကြော်လေးရပြီးရင်တိုးစရာအဆုံးနဲ့ထမင်းစားပါတော့မယ်လိုက်ပြီးတော့ချက်စားကြကြအောင်နော်